မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေတွေအားလုံးဆရာကဒီတစ်ခါမှာတော့2025ခုနှစ်မတ်လဗုဒ္ဓဘူးရဟုတ်တာသမီးမိတ်ဆွေတွေအတွက်တလားစာချောင်းရံဆောင်းရံအတွက်ဟောစရံနဲ့ကံကြမ္မာကိုဆရာကဟောချပေးမှဖြစ်တဲ့အတွက်ဗုဒ္ဓဘူးရဟုတ်တာသမီးမိတ်ဆွေတွေအားလုံးဘယ်ကနေကြည့်နေရလဲဆရာကိုမှန်ပြကြပါဦးခင်ဗျ ဒီ2025ခုနှစ်3လပိုင်းအတွင်းမှာဆရာကဗုဒ္ဓဖူးရဟူသာသမီးတွေတလှတာရှောင်းရံဆောင်းရံအတွက်ကိုဆရာကအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ3လပိုင်းအတွင်းမှာဗုဒ္ဓဖူးရဟူသာသမီးမိတ်ဆွေများဒါနဲ့စကားမဆက်1389မှာဗုဒ္ဓဖူးရဟူသာသမီးမိတ်ဆွေများအတာစားပါတယ်အတာစားတဲ့အတွက်ကြောင့်လို့လဲဆရာကအအတာဆိုတဲ့သဘောဟာအခုပြောင်းဖြစ်ကြောင်းနဲ့တချို့အရာလေးတွေကိုဆရာကအမကြမီလာမီ 1389အတွက်ကိုဆရာကဗမာခုနှစ်ကိုဆရာဟောကြားပေးမယ်ဆိုတဲ့အကြောင်း promotion လေးဥစွာဆင်းလိုက်ပြပါဦးမယ်။ကောင်းပြီဆိုတော့ဆရာရဲ့မိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေတုံးလာပိုင်းတုန်းကမိတ်ဆွေတို့ရဲ့စိတ်ထဲမှာဝါအမှန်တရားကိုအလိုရှိနေတော့ သို့မဟုတ်လို့ရှိရင်မိမိအနေနဲ့အမားတစ်ခုခုကိုလှုပ်ပြီးမှအမှန်ကိုပြင်ကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိပြုလုပ်ခဲ့ပြီးတဲ့အနောင်ဓာတ်ကိုငါတီးထတ်တော့နောက်ကြရင်ထပ်ပြီးတော့ပို့ပြီးတော့မမားရလေအောင်ဆိုတဲ့အမားကိုပြင်ဆင်ကြိတ်ကိုဖြစ်ခဲ့ပြီးသားပြုခဲ့ပြီးတော့အရာကိုဖြစ်စေဖြစ်မလာသေးတဲ့အရာကိုဖြစ်စေ justice အမှန်တရားကိုလှုပ်ဆောင်ရတဲ့အတွေ့အခေါ်ကိုစဉ်းစားနေတာမျိုးဖြစ်စေကိုကိုကိုအမားခဲ့တဲ့အကြောင်းကိုကိုကိုဖြစ်ခဲ့တဲ့အရာတွေကိုနောင်တရနေတာမျိုးကောင်းတဲ့ အတ္တိတရားလေးတခုကိုရရှိနေသောစိတ်မျိုးတွေဖြစ်နေတယ်။ဒါဆိုတော့ဘယ်လိုပြောရမလဲအတိတ်ပဲအဖြစ်မိစေတို့အနေနဲ့ငါမိဘအပေါ်ပိုးပြီးခဲ့ရမှာဆိုတာမျိုးဖြစ်စီငါဒီအလုံးမှာငါသူ့အပေါ်မှာမတရားဘူးလုပ်ခဲ့တာဆိုဆိုတဲ့ကောင်းတဲ့စိတ်ကလေးတွေကို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 အတိကတ်နေသောတတိကတ်နေသောကာလဖြစ်တဲ့အတွက်မိစေတို့ဖို့ဒီစိတ်ဝင်တာကတော့အင်မတန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအရှိန်ကိုပေါ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မိစေတို့အနေနဲ့ဒီရဲ့ လက်ရှိကာလအတော်တွင်မှာဆိုရင်ဥစဉ်ဝစ်ချင်တဲ့စိတ်မျိုးတွေအမျိုးသားတွေမှာဆိုဗုဒ္ဓဘာသာလူမျိုးတွေမှာဆိုဖြစ်နေတာမျိုးဖြစ်စီလက်ရှိမှာတခုခုကိုပေးကမ်းလှူဒန်းခြင်းတဲ့စိတ်ကလေးပေးဝေခြင်းတဲ့စိတ်ကလေးတွေပါဒွန်တွဲချင်တွဲပြီးတော့ဘယ်ဘာသာမဆိုပေးကမ်းခြင်းရှိတဲ့တော့သဘောကြည့်တဲ့အတွက်ကြောင့်မလို့ပေးလှူခြင်းတဲ့စိတ်ကလေးတွေများစွာဖြစ်ပေါ်နေပြီးတော့အဲဂယုဏစိတ် လှူဒန်းကျင်တဲ့မေတ္တာစိတ်မုဒိတာစိတ်လေးတွေများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့အဲအားပြုပါတယ်တိုက်တွန်းပါတယ်အလူအတန်းဒါနာလေးတစ်ခုခုကိုမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ပြမပြုတင့်အောင် ပြုပါမိတ်ဆွေတို့ရဲ့ကံဟာတိုးတက်နိုင်မယ်တစ်ဖက်မှာလည်းကံရဲ့အားသာမှုအထောက်အကူတွေအညံ့နေတဲ့ကိုအရင်းအယိုင်မရှိအောင်ထောက်ပံ့ပေးမယ်ဆိုတဲ့သဘောမျိုးကိုပြခြင်း ဖြစ်ပါတယ်ခမရ။ဒါကြောင့်မိတ်ဆွေဘုတ်တို့ရောက်တဲ့သမီးများဟာဒီကာလအတော်တွေမှာဒါနကိစ္စမျိုးအလူဒန်းကိစ္စမျိုးအများနဲ့ပတ်သက်တဲ့ကိစ္စမျိုးလေးတွေမှာရှိတူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုညှို့တက်ခြင်းနေကြုံရနိုင်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ကြက်မာရင်ကြက်မာရင်နဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခန္ဓာကိုယ်အစင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေမှာအဲနာကျင်ရတာမျိုးလေးတွေ၊ကြိုက်ခဲတာမျိုး၊ထိခိုက်ရှာနာတာမျိုး၊အကြောနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားဆင့်ခြင်းပြန်တော့လိုအပ်ပါတယ်။ငကူက ကြောက်ကန့်တဲ့ပတ္တတာမျိုးအထူးသဖြင့်ကြောက်နေပတ္တတာမျိုးယောက်ျားလေးတွေမှာဆိုရင်အဲဒူလာတို့အဆရှိတဲ့မီးရတို့အဆရှိတာတွေနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးတာမန်ထက်တော့ပို့ပြီးတော့တတိထားဆင်ကျင်ရန်အတွက်တော့လိုအပ်ကြောင်းဆရာရဲ့မိတ်ဆွေပုတ်တူရောက်တော်တယ်မြေများဟိုဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အတအားဖြင့်ဆိုလို့ရှိရင်ဆရာတို့ အသက်အပြင်းဆိုလို့ရှိရင်အသက်60နဲ့2နှစ်သာသမီဗုဒ္ဓဘုရားတာသမီတွေမှာခြေထောက်ဒူးနဲ့ပတ်သက်သောကျန်းမာရေးလေးတွေအနည်းငယ်လေးဖြစ်တတ်တဲ့အတွက်ကြောင့်တော့ဒီအချက်လေးတွေကိုတည်ထားစင်နေပြီဘို့လိုအပ်ကြောင်းနဲ့ခြေထောက်ဒူးနဲ့ပတ်သက်ပြီးတော့အဲဇယားအကြောင်းဖြစ်စီထိခိုက်ရှာနာမှုတွေအနည်းငယ်ဖြစ်ရတတ်တဲ့အတွက်ကြောင့်ဒီအချက်လေးတွေကိုထပ်လောင်းအကြံပေးပြီးတော့တည်ထားကင်တွယ်စင်ခြင်းလိုပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ငွေကြီးနဲ့ပတ်သက်လာရင်တော့လက်ရှိဒီ2020 ငါးခုနဲ့သုံးလပိုင်းပြင်မှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာဖြစ်နိုင်ရင်ဆရာကဒါကိုတိချာလေးဆရာအသေးစိတ်ဒီတေးပြောပြခြင်းပါတယ်မိတ်ဆွေများခင်ဗျာ1389မှာဗုဒ္ဓဖူးရာဟုသာသမီတွေဟာအတာလဲစားမယ်မိတ်ဆွေတို့နေတနည်းအားဖြင့်ပြောရတဲ့အခါဟိုမန္နနာအိမ်လဲလာတီတာကတော့အကြမ်းမင်းတီလို့ရတယ် မနိုင်လာတည်တယ်ဆိုတော့ညံ့တာပေါ့အနှဲငယ်လေးအဲ့တော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုဆရာကအကြံပေးနိုင်တာတခုကတော့ဒီ၃၅ဘိုင်းအတွင်းမှာယင်းဤလှူဆောင်ထားတာမျိုးဖြစ်စေလက်ထက်ငွေထားတာမျိုးထက်မိတ်ဆွေရဲ့အကြံစီအတွေးအခေါ်တွေဟာမိတ်ဆွေတို့အနေနဲ့ဒီ၃၅ဘိုင်းအတွင်းမှာအတတ်နိုင်ဆုံးဟိုဟိုလက်ထက်ငွေထားတာမျိုးထက်အရင်ဤအကြံစီအတွေးအခေါ်မှန်တယ်များကိုဖြစ်နိုင်ရင်ဒီနှစ်ထဲမှာစတင်လှူနိုင်ရင်ပိုကောင်းပါတယ်မလှူနိုင်လို့ရှိရင်ဆရာအနေနဲ့တခုဆိုတော့ mass april မေလာကြော်မှာနောက်ဆုံးမေလာကြော်ပြီးတော့ဟိုကြော်နောက်ဆုံးအပတ်လောက်မှာပြန်ကောင်းတာမျိုးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့ဗုဒ္ဓဘုရားတာသမီးများဟာဒီလာတာတော်တွေမှာဆိုရင် ဖြစ်နိုင်ရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအဲမလုံနိုင်သေးရင်တော့စတင်မှုစေကူးရှိတယ်ဆိုစတင်လှုပ်ဆောင်တာမျိုးယဉ်တိထားတာမျိုးတွေအဲစတိအမိခံထားတာမျိုးဥမာအိမ်ဆောက်မယ်ဆိုရင်တော့အိမ်ဆောက်ဖို့ပနတ်ရိုက်ထားတာမျိုးလေးတွေကချစ်တို့ကောင်းမှုပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းစေမဲ့ လာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ဒီရဲ့တကူးမကျော်မီမှာစတင်လှုပ်ဆောင်ထားတာဟာမိတ်ဆွေရဲ့ကံကတစ်ဖက်တစ်လမ်းကနေပြီးတော့ကိုကအာသာအောင်ကောင်းမွန်အောင်တိုးတက်အောင်အခါယူထားတဲ့သဘောပဲဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဆရာက၃လပိုင်းမှာပဲအကြက်ကြက်သတိပေးလိုက်ပြရစေခင်ဗျလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလက်ထဲမှာငွေထားပါ ငွေမမြဲသောကာလလည်းဖြစ်ပါတယ်ဒီ3လပိုင်းတွင်မှာဆိုငွေကြီးနဲ့ပတ်သက်ရင်ဗုဒ္ဓဘုရားဥဒသမီတွေကဝင်ငွေဟာထွက်ငွေကဲ့သို့ဖြစ်နေတတ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါဒီဘက်ကဝင်ဟိုဘက်ကထွက်တာမျိုးကိုယ်ကြောင့်မဟုတ်ဘဲနဲ့မိသားစုကြောင့်အိမ်တွင်းရေးကြောင့်ညီကိုမောင်နှမကိစ္စတွေကြောင့်ဟိုဟိုဟိုဒီဒီနဲ့အပေါက်တရားအဖာသောက်ဆိုတဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ရင်ဝင်တော့ဝင်နေတယ်ဘယ်ကပြရမှမရှိတဲ့မသိတာမျိုးငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတာမျိုးကိုယ်နဲ့ငွေဟာရန်ဖြစ်သားတယ်လို့ကိုယ်နဲ့ငွေဟာအကျွေစိတ်မှာပါတဲ့ခေါင်းနဲ့ပန်းလို့ ကိုနဲ့ငွေဟာတောင်နဲ့မြောက်လို့အထက်နဲ့အောက်လို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲသောလဖြစ်နိုင်ရင်ငွေမစုတင်မယ်နဲ့ယဉ်နီထားတာမျိုးဖြစ်စီတခုခုကိုလှုပ်ဆောင်ထားတာမျိုးကအာသာကောင်းမှုပြီးတော့ချစ်တူလှုပ်ဆောင်ရင်ကံကောင်းမှုတွေအာသာမှုတွေကိုရရှိတာမျိုးအခွင့်အလမ်းကောင်းတွေရရှိတတ်ပါတယ်အကြောင်းကတော့မိတ်ဆွေဟာဒီကာလဟာငွေမမြဲသောကာလဖြစ်တဲ့အတွက်ကြောင့်ငွေမြဲစီရန်ရည်ရရှိမယ်စားဖြစ်နိုင်ဆရာနာလာပေးထားရင်ပေးထားအကောကြီးမပေးထားနိုင်လို့ရှိရင်လည်း အစီအပိထိုင်းတော့ပြန်မရနိုင်ဘူးเนาะငွေရှိတာမျိုးကိုပြောတာမဟုတ်ပဲねရင်းနှီးလှုပ်ဆောင်တာမျိုးဖြစ်စေတခုခုကိုအဲစတင်ထားတာမျိုးဖြစ်စေလှုပ်ဆောင်ထားဖို့လိုအပ်ပါတယ်တို့အပြင်မိတ်ဆွေတွေအများအနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲဒီလာတာတော့ဒီမှာဆိုရင်ပစံပြောက်တာမျိုးတွေတခုခုခံရတာမျိုးတွေပစ္စည်းပြောက်တာမျိုးတွေအိမ်တွင်းရင်းညီကိုမောင်မကိစ္စလေးတွေနဲ့အချောင်းရမျိုးစုံနဲ့ငွေကုန်ကြီးကြများရတာမျိုးကိုယ့်လက်ထဲငွေထားရင်ကိုအဖက်မတင်တာမျိုးလေးတွေမမြဲတာမျိုးလေးတွေဖြစ်တတ်လို့ပါခမရကောင်းပြီ ထို့အပြင်မိတ်ဆွေတို့လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ဘာကိုလှုပ်လှုပ်ချိတ်တူဆောင်ရလှုပ်ဆောင်မှာအိုးအိမ်ချမ်းမီကိစ္စတွေအကျိုးပေးပါတယ်အဲလေယာမီကိစ္စတွေအကျိုးပေးပါတယ်ထို့အပြင်ဆောက်လုပ်ရေးလုပ်ငန်းတွေအိုးအိမ်ချမ်းမီမြေယာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့အရာတွေလုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုတိုးရှက်လှုပ်ဆောင်လုပ်တဲ့အလုပ်တွေအကျိုးပေးပါတယ်အလှကုန်ဆိုင်ရာလုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းတွေထို့အတူယင်ခရီးသွားဆိုင်ရာလုပ်ငန်းတွေအထည်အလိတ်လုပ်ငန်းတွေပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေ ठी ठी ဖက်နက် online social media နဲ့ပတ်သက်တာတွေဗရန်များကြောက်နီလား တွင်းထွက်ပစ္စည်းလက်စစ်ပစ္စည်းဘော်မော်မှန်အစရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေပဲ့ပြောင်းနှံအစရှိတဲ့လုပ်ငန်းတွေခြေတိုးဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပြီးတော့အဆင်ပြေပါတယ်တခုပဲသတိထားပါမယ်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဖြစ်နိုင်ရင်စဘာကတော့စဘာညီကိုကတော့ ညီကိုဆိုတာမျိုးစဘာကတော့ပေါက်စီးညီကိုကတော့ညီကိုဆိုတာမျိုးညီကိုကတော့ညီကိုစဘာကတော့ပေါက်စီးဆိုတဲ့အတိုင်းပဲခက်ရှင်းရှင်းနဲ့ခက်ပြပြလုပ်ပါအာဟာနာရင်ခါပါတာမျိုးမလိုလားအပ်ပဲနဲ့ပြဿနာလေးတွေကိုယ့်ရဲ့ကံကိုက ရရှိဖို့အတွက်ကြံ့ကြတာမျိုးအားနာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ငွေကြီးကိစ္စတွေမှာကြံတဲ့ကိစ္စတွေမှာအားမနာခြင်းတွေငွေကြီးကိစ္စတွေမှာတော့အားနာတာဟာခါပါတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့အထုသဖြင့်ဆွေမျိုးအနီးဆက်ဒေါ်ဆက်တဲ့သူများကိုပို့ပြီးတော့တတိထားစင်နေရအတွက်တော့ဆရာကထတ်လောင်းကြက်ကြက်မမှန်မျက်နာအပူခံအမိုးခံလို့ပြောလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာအရှိရေးနဲ့ပတ်သက်လာရင်မိမိကို အဲရှစ်ဟန်ဆောင်ပြီးတော့ငွေကြေးလိန်ဓာမျိုးလေးတွေဖြစ်စေ online social media နဲ့ပတ်သက်ရင်အခုခေတ်ကလည်းနော်အဲဟိုဆွနာလိုပေါ့ဟို social media တွေခေတ်စားလာတာဆိုတော့မိမိကိုရှစ်ဟန်ဆောင်တာမျိုးဖြစ်စေအဝေးကနေစစ်သူကလိန်ညာတာမျိုးဖြစ်စေအချိန်ကြီးနဲ့ပတ်သက်လို့ငွေကုန်တာမျိုးလေးတွေဖြစ်စေငွေကြေးအကုန်ကြအများကြီးတက်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဟိုစစ်သူကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်လို့ရှိရင်ရီစားက3ယောက်ထားလို့နေ2ယောက်ထားလို့နေကြောင့်ဖြစ်စေအဲငွေကြေးအကုန်ကြအများကြီးတက်တဲ့အတွက်ကိုကိုပို့ရှစ်အောင်နေဖြစ်စေဘီရင်စရာဒီနားမှာဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မလို့လားအဖယ်အကုန်က ြာလေးတွေများရတတ်တဲ့အတွက်ကြောင့်လို့အဲဗီဒင်စရားဒီလိုပြောတော့မကောင်းဘူးเนาะအဲကုန်ကြတွေများရတတ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့အရှိရင်းနဲ့ပတ်သက်ရင်တော့ငွေကုန်ကြီးကြများရတတ်တဲ့အတွက်လူငယ်တွေအရှိရင်းမှာတော့ဖြစ်နိုင်ရင်အောင်ပြီးတော့ဤပြီးတော့တီးခံလိုက်ကြပါအောင်ခင်ဗျဘာလို့လဲဆိုတော့မိတ်ဆွေတို့ဒီလမှာအရှိရင်းနဲ့ပတ်သက်ရင် မိမိချက်အချက်ကြောင့်ရီးစားနောက်ပိုးရတဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်လို့အဲမျောလင့်ထားတယ်လို့မဖြစ်လာတတ်တဲ့အတွက်တော့မေတ္တာရေးဆန်းဟာတော့နည်းနည်းလေးအားနည်းစေတော့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တမိရီးစားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြက်ကြုံရတတ်တယ်ထို့အပြင်အိမ်အောင်ပြုရန်စိတ်ဆက်ရန်လက်ထက်ရန်တိုင်မြင်တဲ့လုပ်ငန်းတွေမှာတိုင်မြင်တဲ့အရာလေးတွေမှာရှေ့တူအားသာကောင်းမှုပြီးတော့မိမိတို့ချစ်သူနှစ်ဦးဝေးကွာနေပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်ပြတ်နေ နေသတင်းကြားရတာမျိုးကြီးဂျုံကတက်ပြီးတဲ့အခါတုံးနဲ့တူတယောက်နဲ့တယောက်ငဘိုးကနားလဲမှုလွဲနေတာမျိုးကွဲကွာနေတဲ့မိတ်ဆွေများအဖို့ပြန်လဲပေါင်းတင်ရတတ်တယ်ထို့အတူအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းဒီတိုင်းပါပဲတယောက်နဲ့တယောက်တုံးနဲ့တူစိတ်ဆိုးစိတ်ကောက်ဖြစ်နေတာမျိုးအဆက်အသွယ်ပြတ်နေတာမျိုးရာထူးလုံငန်းမတူညီလို့ဝေးကွာနေတော့အိမ်တော်ရှင်များအဖို့ဒီကာလဟာပြန်လဲစုံစည်းရတာမျိုးကြီးဂျုံကတက်တယ်လို့အဆက်အသွယ်ပြတ်နေသူတွေဒေသောသူပြန်ရှင်လာတတ်တော့လှဖြစ်ပါတယ် တဘောကတော့အဆက်အသွယ်ပြလုံးလုံးစုံစုံမြုပ်နေတဲ့မိတ်ဆွေများရှိလို့ရှိရင်မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဆရာပါကိုဆိုလိုခြင်းဖြစ်ကြောင်းမိတ်ဆွေတို့သိမယ်ထင်တယ်။အဲ့တော့အဆက်အသွယ်ပြနေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးအချုံနောင်ကနေပြီးတော့လွတ်မြောက်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့အိမ်နောင်ဘက်နဲ့ပတ်သက်ရင်ဤကန်ဒိဋ္ဌသတင်းကောင်းကြားရမယ်လားပျောက်တော့သူ challenge တွေ့မယ်လားဖြစ်ပါတယ်ခမညာထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဒီလိုသတင်းကောင်းကြားရဖို့အတွက်ကိုဥစားပထမသတင်းဆိုးကလေးတွေရင်ကြားပြီးမှသတင်းကောင်းလေးတွေရှင်တွဲကြားရတဲ့အားလဲ ธรรมดาပဲထုံးစံဖြစ်တာတတ်ပါတယ်ခင်ဗျာ ထို့အပြင်မိတ်ဆွေတို့ သာသမိတွေရဲ့အကူအညီကိစ္စလေးတွေရရှိတာမျိုးသာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါလေးတွေကိုတော့တတိထားဆင်ခြင်လို့ပါတယ်။အဲကျန်တာကြောင့်မဟုတ်ဘဲနဲ့သာသမိပညာရေးကိစ္စလေးတွေမှာစိတ်တိုင်းမကြတာမျိုးနည်းနည်းလေးကြုံရတတ်တယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီအဖက်တာအတော်တွေမှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့ဟာဘုဒ္ဓဘုရားဟောသာသမိတွေအနေနဲ့လုံလုံကြုံကြုံရှိပါတယ်။ခရီးသွားမှုဆိုင်ရာလုပ်ငန်းတွေမှာရှေ့တို့ဆောင်ရွက်ပါဘာမှစိုးရိမ်စရာမလိုပါဘူး။နေရာထိုင်ခင်းယာတို့လုပ်ငန်းနဲ့ပတ်သက်ယာတို့တိုးတာမျိုးယာတို့တက်တာမျိုးတွေကြုံရတတ်တယ်လို့ ရှေ့တူအားသာကောင်းမှုပြီးတော့လှုပ်ဆောင်လို့ကောင်းပါတယ်ထို့အတူပဲဆရာအထက်မှပြောခဲ့တဲ့အတိုင်းလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယင်းဒီလှုပ်ဆောင်မှာဖြစ်နိုင်ရင်တဦးတည်းတယောက်တည်းလှုပ်ဆောင်တဲ့လုပ်ငန်းတွေပုံမှန်အားသာပါတယ်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ငကူကယာတုမတိုးတဲ့မိတ်ဆွေများယာတုတိုးတာမျိုးနေရထိုင်ရင်းအပြောင်းရွှေ့လေးတွေကြုံရတတ်တယ်လို့ယာတုနဲ့ပတ်သက်ပြီးတော့ကြန့်ကြာနေတဲ့မိတ်ဆွေများကိုကိုတိုင်းအရေးကြီးခွင့်ကျငွေလိုက်เสียရမလို့ပဲ သူကပြောပါဒါဆိုရင်ထိထိရောက်ရောက်နဲ့ဖြစ်ပါလိမ့်မယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မကြမီထီကန်ဆန်းလို့ကောင်းပါတယ်ထီပေါက်နိုင်တော့ကိန်းတားရွှေဦးထလာတော့ကိန်းယရနာပုံစိုက်ကိန်းနဲ့စိုက်တတ်တဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဗုဒ္ဓဖူးတွေဟာဒီရက်နှစ်အကုန်ဗမာတက္ကရအကုန်မှာတကယ်ကိုကံကိုအထောက်ကူဖြစ်အောင်စတင်လှုပ်ဆောင်ပြီးတော့ဇလိထားပါအစမှာခက်ခဲရင်တော့အစာလေးပဲစားထားတေးကြတယ်နောက်1389မှာကျဲတဲ့လောက်ညံ့ စိုးရိမ်စရာမလိုပဲနဲ့ဒီနှစ်ထဲကအစအဝအကာကိုယူထားစီလိုတာကိုပြောခြင်းဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာအတော်တွင်မှာဆိုရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ကလှုပ်ဆောင်မှာအဆိုအကအရေးတီးနဲ့ပတ်သက်တာမျိုးပကြီးပခုဘေးရင်ဘေးရစံကြံတရုပ်ဆောင်အဆိုအကအရေးတီးနဲ့ပတ်သက်တာတွေအားသာကောင်းမှုတိုးတက်နိုင်တယ်။သို့တော့လက်မှုပညာတွေဖြစ်တဲ့ပကြီးလုပ်ငန်းတွေဗပုလုပ်ငန်းတွေအစရှိတာတွေအမှုစိတ်လိုက်ရတဲ့လုပ်ငန်းတွေဒီမှာတော့အတတ်နိုင်ဆုံးအားနည်းစီတော့လာဖြစ်တာဟုတ်တော့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်။ ထို့အတူမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေဟာအထူးတတိထားရမှာတစ်ချက်ပဲရှိရဲ့အဲ့ဒါကဘာလဲဆိုတော့လုပ်ငန်းကိစ္စအောင်မြင်လာကမှအရှိရေးကိစ္စအိမ်ဆောင်ရေးကိစ္စအစင်မပြေမှုတွေကြောင့်ရှေ့မှာလူဓာတ်ထပ်ပို့ပြီးတော့မရောက်တာမျိုးလေးတွေတတိထားတဲ့အတွက်ကိုယ့်ရဲ့အလုပ်ဟာအရှိရေးပေါ်မူတည်နေတာမျိုးကိုယ့်ရဲ့လုပ်ငန်းကိစ္စအောင်မြင်ခြင်းဟာ အိမ်တော်ကြီးပေါ်မူတည်နေတာမျိုးတွေများစွာတက်ရောက်တက်တဲ့အတွက်ကြောင့်မလို့တော့ဖြစ်နိုင်ရင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုကောင်းကောင်းယူထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့လက်ရှိမှာအခွင့်အလမ်းကောင်းနေအလုပ်ကင်ကောင်းနေပေါ်လာကမှအရှိရေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်အဆင်မပြေတာမျိုးလေးတွေကြောင့်အဲအရှိအပူဆိုတဲ့လူတစ်ခုပူမှုရတဲ့ဇေကလေးဆိုတဲ့အတိုင်းအပူတော့ခါလေးတွေမှာတော့ပုံမူပြီးတော့ဆွမ်းလာလို့ပေါ့ထိုက်ရိုက်အရှိုးကြတတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဖြစ်နိုင်လို့ရှိရင်ဒါလေးတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ ပတ်စံပျောက်တာမျိုးတခိုးခိုးခံရတာမျိုးဆက်ပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေကြုံရတတ်ပါတယ်ပျောက်ရင်မိတ်ဆွေဘေးရင်ကြည့်မနေပါနဲ့သုံးမိတို့သာမှတ်လိုက်ပါထို့အတူမိတ်ဆွေတို့အနေနဲ့ဒီအပတ်တာအတော်အတွင်းမှာအဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်ရင်ပညာရေးနဲ့သွားလို့ရမိတ်ဆွေများဖို့ကတော့နည်းနည်းလေးကြန့်ကြာနိုင်ပါတယ်ခင်ဗျာ ။သို့သောပုံမှန်အားဖြင့်သွားမယ့်မိတ်ဆွေများနိုင်ငံခြားလုပ်ငန်း passport လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ရှေ့တူဆောင်ရွက်လုပ်ဆောင်မှအားသာခြင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေနိုင်သလိုနေရာထိုင်ခင်းအဆောက်အဦနဲ့ပတ်သက်လို့ရောင်းနာဝယ်တာပြောင်းနာရွှေ့တာမျိုးတွေနဘူဟာအမှုကိစ္စအမွေကိစ္စဖြစ်နေတဲ့မိတ်ဆွေများအမှုနိုင်တာမျိုးအားသာတာမျိုးကံကောင်းတာမျိုးလေးဂျုံဝတ်တက်တဲ့အတွက်တော့ဘာမှစိုးရိမ်စရာမရှိတော့လာဖြစ်တဲ့အတွက်ပြီးပြတ်အောင်ဆွမ်းဆွမ်းတန်တမန်နဲ့စ조사ဆောင်ရွက်ပါလက်ရှိရှိနေတဲ့အနေထားတတ်တော့ညံ့သွားစရာနှိမ့်ကြသွားနိုင်စရာဘာမှမရှိလာပါဘူး ထပ်မှခြင်းပါလေညံ့တာကနှစ်ချက်ပါငွေကြီးကိစ္စနဲ့အရှိအိမ်ကိစ္စပါပဲဒီနှစ်ချက်လေးပဲညံ့ပါတယ်ဒါအပြင်မိတ်ဆွေတို့တစ်ချက်တော့ထပ်ပြီးတော့ထပ်လောင်းပေါင်းလိုက်ပြရစီဖြစ်နိုင်ရင်မိတ်ဆွေတို့ဒီလာဒေါ်တာတွင်းမှာအလောင်းကစားနဲ့ပတ်သက်တာမျိုးတွေကိုလုံးဝဖြစ်နိုင်ရင်ရှောင်ပါဖအသုံးလုံးရှောင်ပါဒါလေးကိုဆရာကထပ်ပြောခြင်း ਨੇ အဲပြီးတဲ့အခါမိတ်ဆွေတွေအပေါင်းအသင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲဖြစ်နိုင်လို့ရှိရင်နည်းနည်းလေးဟို ဟိုစွန့်ရလို့ပေါ့အပြော်ပါလေးတွေလိုက်စားတဲ့မိတ်ဆွေများအဖို့ကတော့ပို့ပြီးတော့ဂယူဆိုင်တင်ပါတယ်ခင်ဗျာအဲမိမိကိုတော့ကြောက်ချတဲ့သူတွေနဲ့ကြုံရတာမျိုးတွေမဖြစ်ဘဲနဲ့အပြော်ကျူးကာမှာအဲဟိုစွန့်ရလို့ပေါ့ဟိုအပြော်လွန်လို့အပြက်ဖြစ်သွားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်လူငယ်များအဖို့ကတော့ဗုဒ္ဓဘုရားဥသာသမီးတွေကဒီကာလအပတ်တာတော်တွေမှာဆိုရင်အပေါင်းအသင်းမိတ်ဆွေနဲ့ပတ်သက်ရင်ဖြစ်နိုင်ရင်တတိထားဆင်ကျင်ပေးရလိုအပ်ပါတယ်ဘာကိုဖြစ်ဖြစ် ကြာစာပရိနန်လေးတို့အလောင်းကစားတို့ပညာရေးနဲ့ပတ်သက်တာတို့မှဖြစ်နိုင်ရင်ပိုအတမန်လှထည်ထားကိုပို့ပြီးတတိထားတင်တော်လားဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပြသည်ဒီလာတာအတော်တွင်မှာအနောက်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုရှောင်းမှာဒါအပြင်ဘာကိုလှုပ်လှုပ်တနင်္လာသာသမီတွေနဲ့ပေါင်းစုမလုပ်ပါနဲ့ကံရဲ့အားနည်းမှုကိုရရှိတတ်ပါတယ်ပြီးတော့စောင်းပွဲဖြည့်မဲ့မိတ်ဆွေများအင်တာဗျူးဖြည့်မဲ့မိတ်ဆွေများအရေးကြီးသောလုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရန်ရှိန်ဆိုထားတဲ့မိတ်ဆွေများအစားအသောက်နဲ့အစာအိမ်နဲ့ပတ်သက်တာမျိုးအစားမတရမ်းပါနဲ့အဲ အရေးကြီးတဲ့အချိန်ရောက်တော့မှကြံ့ကြာအဖြတ်လေးတွေကြုံရတာမျိုးလေးတွေမဖြစ်စေလို့လို့ပါခင်ဗျာကောင်းပြီနောက်တစ်ခုဟိုတစ်ခုရအောင်တာသမီမိတ်ဆွေတွေအနေနဲ့အဲဒီလာတာတော့တွင်ပါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတွေနဲ့တွဲဖက်မလုပ်ပါနဲ့အားသာအနေစီပါတယ်ထို့အပြင်အနောက်ဆူဆူရက်ကိုခီးမထွက်ပါနဲ့ကံကိုညံ့စီပါတယ်ပတိချဆင်နေရမယ့်အကြောင်းကတော့အပန်းရောင်ဖြစ်ပါတယ် အကျိုးပေးအားသာစီတော့အယောင်နေနဲ့ဆိုရင်တော့အကျိုးပေးအားသာစီပါတယ်အနီရောင်အဝါရောင်အကျိုးပေးစီပါတယ်ထို့အတူရွှေဝင်တာမျိုးလက်ဆောင်ရတာမျိုးတံမိုးရှိတဲ့ပစ္စည်းတွေလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ဒါအပြင်အကျိုးပေးစီတော့နေသားအနေနဲ့တောက်ကြသားသမီးတနင်္ဂနွေနေသားသမီးတွေနဲ့တွဲဖက်လောက်တာဟာမိတ်ဆွေရဲ့ကံကိုတိုးတက်အားသာကောင်းမွန်စေပြီးတဲ့အခါအကျိုးပေးသောကဏ္ဍနံပါတ်အနေနဲ့ဆိုရင်တော့3ကဏ္ဍ9ကဏ္ဍ6ကဏ္ဍလေးဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာပြီးတော့တိုးတက်နိုင်ပါတယ် အကျိုးပေးစေသောအရက်ဟာတော့အရှိမြောက်တောင်အရက်ဖြစ်ပြီးစန်းတီယာအရက်ကတော့မြောက်ဆူဆူအရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ကအရေးကြီးတဲ့ကိစ္စတွေအတွင်းရေးကိစ္စတွေပညာရေးကိစ္စတွေလုံလုံကျော်ကျော်တတ်တတ်ဝင်းဝင်းနဲ့တိုင်ပင်ရမယ်အရေးကြီးသောကိစ္စတွေခကြီးထွက်တဲ့ကိစ္စတွေမှာဗုဒ္ဓဖူးရက်တွေမှာထွက်ပါပို့ပြီးတော့အာသာကောင်းမှုပြီးတော့တိုးတက်နိုင်စေပါတယ်ခင်ဗျာဒါအပြင်အလောင်းကစားပြောပါနဲ့ပတ်သက်တာတွေငွေကိုဖြတ်လန်းနေတဲ့ရှာတဲ့အလုပ်တွေမှာတော့အတတ်နိုင်ဆုံးသတိထားဆင်ခြင်ပေးပါအဲ အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဘဝမှာပြန်လဲထူထောင်လို့မရအောင်ကိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ draft ကိုယူဆရမယ်လားဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေပုတ္တဘူးရာဥဒသမီးတွေကဒီရက်လအတော်တွင်မှာဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာ ဆွမ်းရလို့ပေါ့ဟိုတနှင်းကနေသားသမီးတောက်ကြသားသမီးတွေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စေပြီးတဲ့အခါမိမိအနေနဲ့ကိုကိုတိုင်းမလုံနိုင်ဘူးဥဆောင်စေခြင်းနဲ့ဆိုရင်တော့စနေသားသမီးတဦးတယောက်ကိုဥဆောင်ခိုင်းတာမျိုးသူတို့ကိုရဲ့အမိခံလောက်တာမျိုးဟာကံကိုတိုးတက်ကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျမိတ်ဆွေတို့အထိတ်ချံပြုလို့ရဆရာရဲ့မိတ်ဆွေအဲဓမ္မမိတ်ဆွေများမျှော်လဲပြောပါသေးတယ်နော်ဓမ္မမိတ်ဆွေများအနေနဲ့24ပဋ္ဌာန်းကို ခဏရတိတိအဋိဌံပြုပါကလိုရာအကြံစီမံသမျှအောင်မြင်စေပြီးတဲ့အခါပရိစိတ်လိုတဲ့မိတ်ဆွေများကတော့အရဟံဆိုတဲ့ဂုံတော်ပရိလေးတစ်ခုကိုပဲမိတ်ဆွေတို့အနေနဲ့အဲတနည်းကိုခဏပတ်နှုံးနဲ့ခဏခရတိတိအဋိဌံပြုပါကအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့အပ္ပတာဖြစ်ပါတယ်။ဂျမ်းမာကြီးကောင်းစီရန်အတွက်ဆိုရင်မိတ်ဆွေအနေနဲ့မိတ်ဆွေတို့ရဲ့အိမ်ဖျားမှာ စင်းလူတော်လေးကိုငွေဘန်းလေးနဲ့ထည့်ပြီးတော့ရေကလေးတက်ညွန်တက်ပယ်ပြီးတော့ဆူတောင်းရင်ကျမ်းမာကြီးယူပြစ်တယ်လို့90ရာခိုင်နှုန်းပျောက်သွားပါလိမ့်မယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေပြောဆိုလှုပ်ဆောင်တဲ့အခါမှာဖယားမမိမိအိမ်ဖယားမကရီကရာမုတ်လေးလှူသွားခြင်းအပြင်မတေးကြမရေရာတဲ့ကိစ္စတွေတေးကြသွားမယ်ဆိုတာအတေးကြပဲပြောရပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေမပြောမီဆရာငနာပြည်တွေမေးချင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလီတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်ပါတယ်ခမရအဲဆရာငယ်အစ်စ်အတုသတိထားပါအောင်ခမရကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေရဲ့ နော်ရောင်းဝယ်မှုကောင်းစီရန်အတွက်ဆိုရင်တော့ဟိုသတင်းစာဆက်ကူကလေးတစ်ခုကိုဟိုနှီးလေးနဲ့လုံးပြီးတော့နှီးကလေးနဲ့ရှိပါရှိပြီးတဲ့အခါမိတ်ဆွေရဲ့ကုန်ပစ္စည်းတွေကိုဗဇက်ကနေရိုက်ပုတ်ထိတွေ့ပြီးထွက်ထွက်ထွက်ဆိုပြီးတော့ဗဇက်ကလည်းပြောရိုက်လဲရိုက်ဆိုပြီးတော့ရောင်းထုတ်ထိရိုက်ပြီးတော့ရောင်းလိုက်ပါကအရောင်းဝယ်ကောင်းပါလိမ့်မယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရယာအနေနဲ့ဆိုရင်တော့ပြင်ခင်ဗျာမိမိအနေနဲ့လမ်းထဲမှာရှိတဲ့ခွေးတွေ ခွေးလေခွေးလင်းလေအဲကလေးငယ်တွေကိုတနင်္လာနံနေပြောတာငါးစာကြွေးတာမျိုးခိုစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးကလေးငယ်တွေကိုလက်နဲ့တုတ်ထားတော့လက်တုတ်ကလေးတွေကြွေးတာမျိုးဒီလိုမျိုးလှုပ်ဆောင်မှာဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအစဉ်ပြေအောင်မြင်ပြီးတော့တလားတာလုံးမှာအစဉ်ပြေလာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ကဲဗုဒ္ဓဖူးရာဟုသာသမီးတွေ1380ခုနှစ်မရောက်မီဟာလားအဆတ်ဆအရာရာဒီရဲ့အဆုံးတတ်မှာအိတ်နဲ့လွယ်နိုင်ကြပါစေလို့ဆရာကပြောရင်းယတနာစင်ကြောက် ဇေတောက်တိုင်းစကားနိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ